လူဖြက်ကလေးကမိဘကနှုတ်တိုက်နှုတ်မဆိုးဘူး။ဘာစားလဲဆိုရင်လူမစင်ကိုကြိုက်နေတယ်သူက။မစင်စားရတဲ့အနေထားပဲပြောခဲ့တဲ့စကားရဲ့နှုတ်ကြုံခဲ့တဲ့အဖြစ်ကြောင့်မို့လို့။နောက်ဆုံးမှာဒီကလေးလေးဟာထမင်းကျွေးလည်းမစားဘူး။ဘာစားလဲမစင်မစားနေတယ်။အဲ့ဒီလိုဖြစ်လာတဲ့အခါကျတော့မိမိသားစုဟာအဆက်ရလာတော့ သူ့ကိုမကောင်းကြောင်းပို့ဆိုပြီးတော့ပရပိုက်ကြောင်းတစ်ကြောင်းကိုသွားပြီးပို့လိုက်တယ်ပို့လိုက်တဲ့အခါကျတော့သူပြောခဲ့တဲ့အတိုင်းပဲကောင်းကအမွှေးတွေကိုသူ့ကိုမြေချင်းတူမြေချင်းတူပြီးတော့ပခုံးပေါ်ခေါင်းလေးတွေဖော်ထားပြီးတော့ဟိုဟိုတရုတ်တည်းရဲ့အယက်ဝိုင်းမှာတွေ့ဦးလိုက်ပဲစပွဲအလဲကောင်မှာမြောက်ကလေးတစ်ကောင်ကိုတော့လဲပင်ထီအောင် ညက်ပြီးတော့တင်ထားပြီးတော့အဲ့ဒီမှာတိမြောက်ကလေးကိုတူနဲ့ခေါင်းကိုရိုက်ဖောက်ပြီးတော့တူချောင်းလေးတွေနဲ့အဲ့ဒီအုံနောက်ကိုထုတ်ပြီးအရင်နဲ့တောက်တဲ့ပုံလေးတွေ့ခေါင်းတွေ့မိချလိမ့်မယ်နော်အဲ့ဒါမျိုးလိုပဲသူ့ကိုလည်းခေါင်းလေးတွေဖော်ထားပြီးပေါ်ပခုံးထီအောင်အသားကြောင့်ကြီးတွေတင်ထားမြေခြေထဲမှာရုံလို့ကန်လို့မရအောင်အပေါ်ကပခုံးပေါ်ကနေ စီးထားတဲ့တစ်သားเจ้าကြီးနှစ်เจ้าပေါ်မှာထိုင်ပြီးတော့ခေါင်းမှာရှိတဲ့အမွှေးတွေကိုတပင်းချင်းတပင်းချင်းဆွဲနှုတ်ပစ်တယ်။သူပြောခဲ့တဲ့အတိုင်းပဲလောက်ခံရတယ်။အဲ့ဒါလို့လောက်ခံလို့ပြီးပြီးသူ့ကိုသင်္ကန်းဝတ်ပေးလိုက်တဲ့အခါပရပတ်ယဟန်ပြုတ်ပေးလိုက်တဲ့အခါသူကလူလစ်ပြီဆိုတာနဲ့တပြိုင်နက်တွိုင်းလက်ကိုသွားပြီးမစင်ကိုစားတော့တာ နောက်ပိုင်းကြတဲ့အခါကျတော့မြို့ရဲရွာတွေကိုဆွမ်းကန်သွားဖို့ခေါ်တဲ့အခါမှာမလိုက်ဘူးမလိုက်ဘဲနဲ့အเจ้าမှာဒီလိုပဲနေရတယ်နောက်တနေ့ကျတော့သူပါရိစားပြီးတော့နေရလဲဆိုတာစောင့်ပြီးတော့ချောင်းပြီးတော့ဖမ်းရတယ်ချောင်းဖမ်းတဲ့အခါမှာအားလုံးပြပိုက်เจ้าမှာပြပိုက်တွေကိုမြို့ရဲသွားပြီးဆွမ်းခန့်သွားကြပြီဆိုလို့ရှိရင်သူက ိန္ဒာရကားကိုဖွင့်ပြီးတော့အဲ့ဒီမစင်းလေးကိုစားတာကိုတွေ့တယ်။ချောင်းဖန်တဲ့ပုဂ္ဂိုလ်တွေကတွေ့လိုက်တဲ့အခါကျတော့သူတို့ကမစင်စားရဲဆိုပြီးတော့နာမည်ပြက်မှကြောက်တော့သူ့ကိုနှင်ထုတ်လိုက်တယ်။နော်။နှင်ထုတ်လိုက်တဲ့အခါကျတော့ဒူရကမစင်စွန့်နဲ့နေရာမှာတောင်ကုန်းကြောက်ခဲတွေရှိတဲ့နေရာမှာ သူကအဲ့ဒီမှာသွားပြီးတော့နေတယ်။အရတဲ့လူတွေကအဲ့ဒီမှာလာလာပြီးတော့မစင်စုံးလေးရှိကြတယ်။အခုခေတ်လူအိမ်ထဲမှာတိုင်လက်တွေဘာတွေဟိုအိမ်သားတွေဘာတွေမရှိကြသေးတာ။ခရီးခေတ်တောင်မှအိမ်နီးယားမှာခြုံွယ်ပြီးတော့စွန့်နေလူတွေအများကြီးရှိသေးတယ်နော်။ခရီးခေတ်ထီအောင်ရှိအိမ်နီးယားမှာအဲ့လိုလူတွေလူတွေကမစင်စုံးတဲ့နေရာမှာသူကသွားနေပြီးတော့ နေလေကြတော့လူတကာအထင်ကြီးအောင်ဟန်ပန်လုပ်ပြီးတော့ခြေတော်ကလေးတစ်ဖက်မြောက်ကောင်းငင်ကိုမော့ကြည့်ပဇာဟာဘာလို့လဲလေစားနေတယ်ဆိုတဲ့ပုံစံမျိုးလိန်နာညာတာပေါ့လူလိပ်ပြီးဆိုတဲ့အခါမစင်နေစားပြီအဲ့လိုနဲ့သူကတကိုးကြီးနေလူတွေဆိုတာလိန်လို့အလွန်ကောင်းတယ်ရှုံတတ်တာတော့လိန်မဲ့သူကသာရှားနေတာဒီ ယုံဝဲလူတွေကအစင်းသေးပဲဘာလိန်လိန်ခဏိခင်းလဲတူတူပဲနော်လိန်သာလိန်ယုံမဲ့သူကပြာကျွေးတော့ကအလိန်ခံမဲ့သူတွေကအစင်းသေးစင်းသေးရှိတယ်အဲ့ဒါလို့လိန်ပြီးတော့စားတော့လူတွေကသူ့ကိုချီညိုကြတယ်လေးစားကြတယ်တလတခါသူ့စီစားကောင်းတော့ဖွယ်ရီလာပို့ကြတယ်အဲ့ဒီလာဖို့တဲ့ကသူကဟန်နဲ့ပန်နဲ့တမန်မြက်ဖြားလေးနဲ့လှုပ်ပြီးတော့တမန်မြက်ကလေးကိုတုပ်ပြီးတော့ ဟင်းလေးကိုရှာလေးနဲ့တို့တယ်အစာအစာလေးကိုတို့တယ်သူဒါပဲစားတယ်ပေါ့ပေပဲစားတယ်မစားဘူးဆိုတဲ့ဟန်နဲ့လောက်ပြဘယ်ဟုတ်မလဲသူစားနေတာလူမစင်နေအဲ့ဒါကျမှအဝစားတာအဲ့ဒီလိုနဲ့ဘုံတကူကြီးပြီးတော့နေတဲ့အခါမှာမြတ်စွာဘုရားကတံယူတဲ့ဉာဏ်ကွန်ရဲ့ကြီးကိုဖြတ်ကျက်ပြီးတော့ခြိလိုက်တဲ့အခါမှာသူဟာအဲ့ဒီ မြတ်စွာဘုရားရဲ့ဉာဏ်ကွင်ရထဲမှာသူပုံပေါ်လာတယ်။ပုံပေါ်လာတဲ့အခါကျတော့သူဟာအကုသိုလ်ကံတွေကုန်ပြီးရဟန္တာဖြစ်မဲ့အတိညာဉ်တွေသူ့ရင်ထဲမှာရှိနေတယ်။ဒါကြောင့်မြတ်စွာဘုရားကသူ့နေရာကြွသွားပြီးသူ့ရဲ့အချိန်ကိုစောင့်ရင်းကနေပြီးမြတ်စွာဘုရားကနောက်ဆုံးမှာသူ့ရဲ့လိင်ကြီးလှိပြမှုတွေကိုဖော်ထုတ်လိုက်တယ် တလတခါလူတွေကလာလာပြီးတော့လှူတဲ့စားကောင်းတောက်ဖွဲ့တွေကိုတမန်းမြက်ကလေးနဲ့တို့တို့ပြီးတော့သူကစားပြတယ်အဲ့ဒါမင်းလူတွေကိုလိမ့်နေတာပဲမင်းစားနေတာမစင်မဲလို့မြတ်စွာဘုရားကဖွင့်ထုတ်ပြီးတော့ပြောလိုက်တဲ့အခါမှာသူသိတ်အံ့ဩသွားပြီးတော့မြတ်စွာဘုရားကိုဝန်ခံချက်ပေးလိုက်တယ်အဲ့ဒီမှာမြတ်စွာဘုရားတရားဟောတဲ့အခါမှာသောတပန်ဖြစ်သွားသူကံလည်းပဲကုံသွားပြီးတော့ ရသော်ဘုရားရှေ့မှာဒူးတုတ်ပြီးဘုရားဟောတဲ့ရသော်ဘုရားကတဏှာသဖြင့်သူ့ကိုယဟန်ပြုတ်ပေးလိုက်တယ်။အဲ့ဒီအစကံကုန်သွားတဲ့အခါကျတော့မစင်မစားတော့ဘူး။စားခြင်းစိတ်လည်းကုန်သွားပြီ။ပြတ်သွားပြီလို့ဆိုတယ်နော်။အဲ့ဒီချိန်ကနေပြီးတော့သူဟာရသော်ဘုရားထံလိုက်ပြီးယဟန်ဖြစ်လို့တရားဓမ္မကျင့်ကြံကြိုးကိုအထုတ်တဲ့အခါမှာနောက်ဆုံးမှာစံဘူးကမထေဆိုပြီးတော့ယဟန်နာဖြစ်သွားတာဖြစ်တယ်။ တော့လောကလူဘဝတွေဟာလည်းအလုံးကိုဆန်းကျဲကိုလုခဲ့တဲ့ကံတွေဟာကိုပြန်ရနေချတယ်ပေါ့နော်အဗဒာမတတိထားလို့အဗဒာမကြောက်စရာကောင်းတဲ့အနေထားမျိုးတွေရှိတယ်ဆိုတော့တတိထားဖို့ပေါ့အဲ့ဒီအကြောင်းအရာတွေကို तू ပြန်ပြောပြတယ် तू ကသူပြန်ပြီးတော့သူဘာတွေလုခဲ့တယ်ဆိုတော့ပြန်ပြောပြတယ် င်စပညာတဝတ္တဏိရဇောဇန္နမထရယိသူကနှစ်ပေါင်း90နဲ့ကနှစ်ကြာသူအသက်ဘယ်လောက်ရဲ့လို့တော့မသိဘူးเนาะတန်90ကျော်တာဖြစ်နေနှစ်ပေါင်း90နဲ့9နှစ်ကြီးအောင်ရဇောဇန္နမထရယိဆိုသူကရေတခါမှမချိုးခန္ဓာကိုယ်ဘယ်တော့မှရေမချိုးတော့ အညစ်အကြေးတွေကဒုက္ခနာကိုဘလောက်မှခြေထုနေမလဲဆိုတာစဉ်းစားကြည့်ပါနော်ရှင်မိုးချိုးတန်းစင်နာသူတခါမှမလုပ်ခဲ့ဘူးတဲ့ဘုံစံတော့မာတိကပတ္တဘတ္တတလမှတခါလူတွေကြွေးတဲ့လူတွေစားတဲ့အစာကိုသူစားခဲ့တယ်ဆိုတာဟန်ပြဟန်လေးနဲ့လုပ်ပြီးတော့လာပို့တဲ့အခါမှာတလတခါသူ့ကိုပူဇော်ပွဲတွေလုပ်တဲ့အခါမှာသူကစားပြတယ်တလပါတခါပဲအဲ့ဒီ လူစားတဲ့စားကိုတမန်းပြက်ကလေးနဲ့တို့ပြီးတော့